ဒုညရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။စိုင်းဆရာမကြီးမုံမုံအင်းရရဲ့ဝေမလုံးနဲ့ကြွေကြွေမလုံးနဲ့ဝေဆိုတဲ့ဝတ္ထုလေးကို အပိုင်အများကြီးဖတ်ပြပေးမှာမလို့စောင့်မျှော်အားပေးကြပါအောင်နော်။အခုဖတ်ပြပေးမှာကတော့အပိုင်၁ပိုင်းရှင်။မန္တလေးမှာထွက်လာကြတဲ့ကမိုးကတခွဲခွဲရွာလာ၏။ မတရားကိုကြော်လာသည်အထိမိုးကမဆဲသည်ဒီအတိုင်းဆိုရင်တောင်ပေါ်လန်းသည်တောက်လျှောက်အောင်ဆိုင်နေပြီတော့မည်မန္တလေးဘူရာမှာကုကူကြီးကို တွေ့ရလိမ့်မည်ဟု အသေးအချာမျှော်လင့်ခဲ့မိသည်သို့သောကုကူကြီးကိုတော့လကောက်အိမ်ကလာကြွမည်တစုံတယောက်ကိုတော့လကောက်မတွေ့ခဲ့ရမန္တလေးမိုးကုတ်ကားကိတ်ရောက်တော့လေသူ့ကိုလာကြိုသည် အရေးအယံတစုံတစားမျှပင်မမြင် ဖေဖေမေမေတို့လာမကြုံနိုင်သေးတာထားပါအောင်ကိုကိုကြီးကတော့မလွဲမသွေလာကြိုသိသိမဟုတ်ပါလားစိတ်ကအလွန်မင်းတူတောင်းလျက်ရှိပြီမို့ကားကိတ်မှာပစ္စည်းတွေကို ပြစ်ချကစိတ်ပြက်လက်ပြက်ထိုင်နေခဲ့မိ၏ပစ္စည်းအချို့ကိုရန်ကုန်အိမ်မှာထားခဲ့မိပြီးတော်ပါသေးရဲ့ဒါရောမမေကပစ္စည်းတွေ အကုန်ပြန်သေးခဲ့ဖို့အစအထက်ထက်ရေးခဲ့သေးသည်မမေပြောသည့်အတိုင်းသာသူ့တမန်လောင်းကြီးကိုအားကိုးပြီးပစ္စည်းတွေအကုန်တင်လာခဲ့မိလေမခတ်ပါလား ကံကောင်းထောင်မှ၍ကိုစိန်မောင်တို့ကားနှင့်သွားတွေ့သည်လင်းလင်းကိုမှတ်မိနေ၍ရှေကမ်းမှနေရာပြေးပြီးတင်ခေါ်ခဲ့သည်ရခင်ချစ်ကားတွေအစားတဆန်းကားတွေပြေးဆွဲလျက်ရှိ၏မရောက်တာကြပြီဖြစ်သောအိမ်အပြန်လန်းသည်စိတ်အလျင်နှင့်အတူအချိန်ပြင်းစွာတရရိပ်ပြေးဝင်လာ၏မိုးဆက်မိုးပေါက်တို့သည်ဖွင့်ထားသောဘေးတကာမှတစဉ်ပါးပြင်ကိုလာရောက်ထိခတ်လျက်ရှိသည် ရန်ကုန်ဘူရာမှာကြံ့ရင်သောတငယ်ချင်းများကိုပြန်လည်မြင်အောင်လိုက်သူတို့ကလင်းလင်းကို အသေးနှလုံးရေးရရင် အလွန်တရာတက်တိနေလာသောမိန်းကလေးတယောက်ဖြစ်သကတင်းဆို၍ကြံခဲ့ကြပြီလိမ့်မည်ယခုအတိုင်းဆိုရင် သူတို့ပြောသော အသေးနှလုံးကိစ္စသည်တကယ်ပင် အရေးပါအရာရောက်နေကြပြီလားကိုကိုကြီးနှင့်ပတ်သက်၍လင်းလင်း၏ရှင်နှမ်းမှာခန်းစားချက်တစုံတရာမရှိခဲ့သေးတာတော့အမှန်ပဲ အချစ်နဲ့ပတ်သက်၍လည်းရင်ထဲမှာဘာမှမရှိရှိရကောင်းမိမည်ဟုလည်းမထင်မှတ်ခဲ့အချစ်မရှိခဲ့ခြင်းအတွက်မိသူပင် ပူပင်ကြောက်ကြခြင်းမရှိခဲ့တာလည်းအမှန်ပဲယခုလိုအချိန်ကာလကြာမြင့်စွာခွဲခွာခဲ့သောဇာတိမိသူအပြန်လန်းတွင်တယောက်တည်းအဖော်မဲစွာလာခဲ့သည့်အတွက်စိတ်ထဲမှာအနှဲငယ်ထိခိုက်မိ၏သူကိုအားလုံးကလှိုင်းလှိုင်းလဲလဲကြိုးစွနေကြလိမ့်မည်ဟု အမှန်ပင်မျှော်လင့်ခဲ့မိ၏သူသည် မမေအပါဝင် ကိုကိုကြီးနှင့်သူတို့မိသားစုနှစ်စု၏စိတ်ချမ်းသာအလိုပြေရေးအတွက်အဆစာရရာလိုက်ရောခဲ့သည်မဟုတ်ပါလားအနစ်နာခံသည်ဟုမဆိုသာတော့လေဒီတို့ဖြစ်လာရင်အတွက်အစဉ်စုဆိုင်ထိမ့်သိမ့်နေထိုင်ခဲ့သည် သူအတွက်နှင့်မိသည်အထင်အောင်အပြစ်အနာစာကိုမျှမဖြစ်စေခဲ့ပေ။ တဘာဝတောတောင်ရေမြေ၏အငွေအသက်သည်ရိုက်ခတ်ခဲ့ပြီးမိုးသည်တပြေးပြေးပူ၍တိတ်သည်လိုက်တဘာဝအေဂျင့်မှုကိုလန်းလန်းဆက်ဆက်မခံစားရသည်မှာကြာပြီဖြစ်၍နှစ်သက်စွာခံယူလိုက်လိမ္မာဝေဝန်းနေသောဆန်ရင်စားသူသည်မိုးဆက်တို့၏အထီအတွေ့ကြောင့်စူထိုင်းစာပြူလိုက်တကားပိတ်လိုက်ပါလားကားမောင်းသူကသတိပေး၏ကိစ္စမရှိဘူးပိတ်လိုက်ရင်လှောင်သွားမှာဆိုလို့ မိုးရီရီကြားသို့ကားကတိုးဝင်နေသည် ကားမှန်သည်မှုံဝါဝါပင်ပန်းခြင်းနှင့်ဆာလောင်ခြင်းကြောင့်နွမ်းနယ်သလိုခံစားရ၏မျက်စိများကိုခကြမှိတ်ထားမိသည်ကိုခင်မအုပ်ကိုမချစ်တာနဲ့ပဲလင်းလင်းကိုအသိလုံးမရှိဘူးလို့ဆိုဆိုရမှန်နိုင်ပါမလားရှင်ဒါပြင်ကျွန်တော်ကိုဘာဖြစ်လို့မချက်နိုင်တာလဲလင်းလင်းကိုခင်မအောင်ကလင်းလင်းပြောတာကိုနားမမလဲပဲဦး ချစ်တာကိုဘာကြောင့်ချစ်တယ်လို့ပြောလို့မရလို့ပဲမချစ်တာကိုဘာကြောင့်မချစ်ဘူးလို့ပြောလို့ရပါမလားမချစ်လို့မချစ်တာပဲပေါ့သိရစတာပဲနော်အိုးလာပြန်ပြီလင်းလင်းကရစတဲ့ဆိုရအောင်ကိုခင်မဦးကိုချစ်ပါတယ်ကြိုက်ပါတယ်လို့ပြောပြီးမှပြစ်သွားလို့လားဒါမှမဟုတ်တနေ့အဖြေပေးနုနုနဲ့ကြိုးရှင်ရှင်နဲ့လှန်ထားရမိလို့လားအစကလေးကမချက်ပါဘူးလို့ရှင်းရှင်းပြောခဲ့တာပဲ ခုလဖြည့်ရှင်းနေတာတော့တငယ်ချင်းချင်းအားနာလို့ပါလင်းလင်းကဒီလိုစကားတွေပြောချင်တာမဟုတ်ဘူးရှက်တယ်သွားတော့မယ်ကန်တင်းမှာစုစုတို့ကစောင့်နေတော့မှာသွားပါလင်းလင်းရဲ့သွားပါကြာလေကြာလေကျွန်တော်အတွက်အသေးခွဲရလေးဖြစ်မှာပဲတကယ်တော့လင်းလင်းကဂုံပကာသနာလောင်းရဲ့အောင်မှာမိနေတာပဲဟဟစိတ်မဆိုးနဲ့နော်ရည်ချင်လုံးလို့ရည်မိတာ လူပြောသူပြောများတဲ့ကြပြစံစံစကားတွေကိုရွှစ်လိုကောင်းတိုင်းရှောက်ရုံမနေပါနဲ့ကိုခင်မောင်ရဲ့အဲ့လိုစကားမျိုးကိုတမီးရီစားဖြစ်ပြီးလင်းလင်းရရှင့်အောင်တော့မယူနိုင်ပါဘူးမိလိုက်ပါတော့မိဘစကားကိုမပယ်ရှားဝင်လို့ချစ်ရနဲ့ခွဲရပါတယ်ဘာညာပြောမှပြောရမယ်စကားပါခုတော့ဘာမှအထိပယ်မရှိဘူးရှင်ကဲလင်းလင်းသွားပါတော့မယ်ဘသူမှမခွဲတဲ့အသက်လေးကွဲမနေပါနဲ့အောင်နောက်လဲတွေ့ရမှာမဟုတ်လို့နှုတ်ဆက်ခဲ့ပါရဲ့နော်လင်းလင်း ကန်တော်ရင်မှနှစ်ယောက်ထိုင်ကုန်ခုံတန်းကလေးပေါ်ဝဲအချစ်ကိုတောင်းခံသူတယောက်ခေါင်းငိုက်ဆိုင်ချ၍ကြင်ရည်။ဒီအတွက်လင်းလင်းဤစိတ်ထဲမှာစိုးစင်းမြမထိခိုက်ခဲ့ရလဲအမှန်ပဲ။အမြဲတမ်းဖြူစင်တန်ရှင်းခဲ့သောလင်းလင်းဤအပြစ်မဲ့နှလုံးသားသည် သူတစ်ပါးကိုတခါမှမလှည့်စားဘူးတာမို့လင်းလင်းကတော့လိပ်ပြလုံးသည်။တက္ကသိုလ်နယ်မြေကိုခြေချမိသည်ဆိုပါလင်အချစ်ဤရသားများကိုရှာဖွေရတော်မူ၏ဟုအလလိုထင်းတဲ့ကြသူများတွင်လင်းလင်းကတော့တမူခွဲ့၏ အမိတက္ကသူသည် အစဉ်သဖြင့်ချက်သူတို့၏ရင်ခုန်တံများညည့်ရည်များကွန့်အက်ကြည်ပြုံးသောအသည်နှလုံးများနှင့်သာပြွန်းတိနေပါသလားလူငယ်လူရတို့၏တက်ကြွလန်းဆန်းသောဘဝရှိမှန်းချက်အယောင်သွေးများနှင့်ကိုတောက်ပမနေတော့ပါပြီလားတက်လွင်တောက်ပသောစာကြည့်တိုင်းအစာအုပ်ကြီးကိုလူမျိုးကတိတ်ပန်စားသောခံပတ်သူဥတီ၍ခတ်တတ်တတ်ကလေးလျှောက်လာခဲ့သည်လက်တော့ဆိုင်တွင်စုစုခေါ်ကောက်တေးမှရဲဘဲဥရဲ့ မလေးရယ်စောင့်နေကြသည်စုစုကစိတ်ကောက်ကြ၍ခောက်တေးမဟုခေါ်ကြခြင်းဖြစ်သည်ဘဲဦးကတော့နံမနစ်မလိုက်အောင်အသားညူပြီးပိန်လာသည်သူတို့မျိုးမှာသူ့မိဘများကဘဲဦးရောင်းသည်ကိုအစွဲပြုပြီးတမျိုးရဲသားများကဘဲဦးဟုနောက်ပြောင်ခေါ်ကြသည်နှုတ်ကြိုးနေသောသူတို့မျိုးမှတငယ်ချင်းတအူးကလင်းလင်းတို့ရှိမှရောင်ပြီးခေါ်မိသည်မှာစ၍ထိုနာမည်ကိုလင်းလင်းတို့ကံကောင်းထောက်မှစွာရရှိခဲ့ခြင်းဖြစ်လေသည မလေးကတော့အားလုံးနဲ့မှလူကြီးအဆန်ဆုံးဖြစ်ပြီးသူ့ကိုလေးစားချစ်ခင်ကြရသည်။ဟောလင်းလင်းလာပြီဟဲ့။ငါ့ကြွက်လက်တော့မာပြီးပြီလား။လင်းလင်းကလွယ်အိတ်ကိုတင်းမနောက်သို့ပြစ်လိုက်ကခောက်ကလထိုင်အလွတ်တွင်ဝင်ထိုင်ရင်းမေးလိုက်။ဘဲဥကတော့ငရုတ်သီးမုံလေးရဲနေအောင်ထဲ့နေထားသောသမင်းချန်တော့ကိုအားပါတရစားနေလျက်ရှိနေပြီ။ဘာလို့မာထားနေရမှလဲ။ နင်ကကန့်ကော်ရေးမှာချွေးသိမ့်နေဦးမှာဆိုတော့တော်တော်နဲ့ပြန်လာအောင်မဟုတ်ဘူးလို့တွက်တာပေါ့ဟာကောက်တေးမကစက်သွန်ဖြူဦးကိုအားရပါးရခိုင်ရင်ပြောလိုက်လေသည်လင်းလင်းကသူ့ကိုကြည့်ကရှာပြားမှာဆိုလာတော့တရီကိုမတိမသာတင်လိုက်ရသည်နင်တို့ငါပြောသားပဲ7မိနစ်ထားဖို့မကြပါဘူးလို့ထီစံရုပ်ရှင်ထဲမှာဇက်လိုက်မင်းသားရန်သူတွေကိုတွားနေနေတာကြာနေတာပဲအချိန်အားလဲတိကျလိုက်တာတကယ်7မိနစ်တိတိပဲ ရဲဝံရလက်တွေပါရလာတာမဆောင်တော့ကဲလက်တော့တပွဲပြင်ပေးအောင်တော်ရင်မြေစည်းရရှော့ထဲနော်အထွေအကြုံလေးပါလေရှင်းလင်းကြပါအောင်လင်းလင်းရဲ့မလိုပါဘူးကွာဗိုက်စာလုံးလုံးစားပြစီအောင်အော်လင်း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 မောင်ချစ်ကိုလက်တော့လာတော့တမှုမထားပါလားနော်မင်းဟာဂုံးပကတနာရဲ့တမိဖြူပြီးပြီးမောင်အသေးကိုစက်တုံလို့သဘောထားပြီးဓာတ်နဲ့ပပလီး အာလူပြုတ်လိုစစ်စစ်ညံ့ညံ့ချင်းမကြီးရေလိုပြင့်ပြင့်နေနေနေပြီးတော့မှစက်သွန်ပြူလိုကိုက်စားရတယ်နော်မောင်ကတော့ငရုတ်သီးလိုမစားလဲစက်စားလဲစက်တာပဲလင်းလင်းရဲ့ကောက်တေးမကြီးအပြောကြောင်အရှိတန်သောဘဲဦးကအစားတွေပလုံပလောင်နေရဲ့လျာသမင်းစီရီစင်းထွက်လာသဖြင့်အလုံးကဝိုင်းဆဲကြလေသည် သူတို့အတွက်တော့လောကကြီးသည်အဖြူရောင်သာသည် ပစ္စည်းတွေသိမ်းရမှာပြင်းလိုက်တာမလေးရဲ့အေးရလဲဝရလို့မရှိဘူးအိမ်ပြင်းအိတ်ချင်တာပဲလင်းလင်းကကျွန်တော်နဲ့မှကောင်းကိုပြူထွက်ကပြောလိုက်ကျွန်တော်ဆုံးနေသူကိုမချုပ်ပဲပြဲသည့်နေရာတွင် လက်ကင်ဘဝဆို၍အိတ်သည်ဖြင့်ထိုလက်ကင်ဘဝကတနခါလင်းနေသောမလေးဤချက်တော်နာသူလာကြသည်တလောက်အအကြီးအပြင်းကြီးမိမမပေးကြတဲ့သူများသူ့အမေအားယောက်ျားပေးစားဖို့စိတ်မနာအမ်ပါရဲ့တော့ သူ့ကိုရတဲ့ယောက်ျားတော့မနှထမင်းညထမင်းနတ်မအောင်စားရရင်ကံကောင်းထမင်းမစားရလဲပူစရာမလိုဘူးမလေးရဲ့မိရှိတခွနဲ့ကောင်းချင်းကောင်းရှိရင်ပြီးတာပဲနင့်အတော်တော်ဟုတ်တာပေါ့ထမင်းကိုစီစမ်းပြီးစက်သွုံယူကြိုက်စားလဲရတာ哦နင့်ကိုယူမဲ့သရိုးသားလောင်းကိုတနာလို့ပြောတာဟဲ့ကိစ္စမရှိဘူးမေချက်ကျွေးလိမ့်မယ်ဒါကြောင့်လဲနင့်ကိုအသိအလုံးမရှိဘူးလို့ပြောကြတာ ဘာဦးမှလည်းလေးလေးနက်နက်မထားဘူးဒီချောင်းတက်ဆိုရင်လည်းတက်လိုက်တာပဲဒီစာသိန်းဆိုရင်လည်းတင်လိုက်တာပဲကဲအခုဒီလင်ယူဆိုတော့လည်းမငင်ဘူးမလေးရလေကွာဖွားကြီးကြနေရမယ်နားညိလိုက်တာလင်းလင်းကအမေပေးသားရဲ့သူကိုမယူပဲပစုံယူရမှလည်းရီးစားမှမရှိတာနောက်လည်းယူမဲ့အတူတူစောစောစီးစီးယူလိုက်တော့နားအေးတာပေါ့လင်းလင်းကကတင်အောက်ကိုခြေနှချောင်းချရထထိုင်လိုက်သည်သမင်းတူတူများကိုလက်ဖြင့်ထိုးပွားရင် အင်ကြီးမွားဒေဟန်ဖြင့်တန်းဝေလိုက်သည်စပို့ရှယ်အင်ကြီးအောင်မှရင်သားများကတင်းတင်းရင်းပေါ်လာသည်အားကစားသမားဖြစ်သည်ဖြင့်ကိုလုံးကကြစ်လေ၏အသားကဝါညက်သည် အစဉ်သဖြင့်အချဲအသားကင်းမဲ့နေတတ်သောမျက်နာကလှသည်ဟုမဆိုနိုင်တော့လေအပြစ်ကင်း၍ဆွဲဆောင်မှုရှိ၏ထို့ကြောင့်လည်းအများတကာနှင့်မတူလွတ်လွတ်လပ်လပ်ပျက်ပျက်ရွှင်ရွှင်နေတတ်သောသူတို့အုပ်စုတွေတွင် လင်းလင်းသည်ယောက်ျားလေးများ၏စိတ်ဝင်စားမှုကိုအခံရဆုံးဖြစ်သည် သို့သောကဘာပေါ်မှာလင်းလင်းကိုချစ်မိသောယောက်ျားသည်ကံအဆိုးဆုံးပင်ဖြစ်လေ၏ဟုအချစ်ကိုကိုးစားကြံသောဘဲဥကဆိုလေသည်လင်းလင်းသည်မိသည့်ယောက်ျားလေးကိုမှစိတ်ဝင်စားပြီသူသည် စားချက်ဖို့ဘတ်စကတ်ဘောကစားဖို့နှင့်တွေ့ကြရာဝဲစားဖို့လောက်သာတည်သောမိန်းကလေးသည်ဘဲဥကတော့အပြန်မှာလှမ်းနှမ်းစိတ်ဝင်ခံပေပြောတာပဲကျအုပ်ကျော်ရှိရစားမလားပဲဥပြန်လိုက်လေဈေးတွေကရောင်းမကုန်လေပဲပင်ပါဟုတို့ကစုံရွက်တို့ဝဲလာမှာပါပဲ ဟွန်းပြန်ရောက်မှဝတ်သားတွေစိတ်ကြိုက်စားပြင်မယ်လင်းလင်းကပြီးတော့ဘောင်မှသွားလိုက်စီဘူးနဲ့သွားလိုက်တံကိုလမ်းယူရင်းပြောလိုက်၏သွားလိုက်တံမောညှစ်ချလိုက်တော့သွားလိုက်စီကကျမ်းပေါ်သို့ကျသွားသဖြင့်အစ်စ်တန်ညင်ရသည်သွားလိုက်စီဘူးမှလည်းသူညှစ်ကျင်သည့်နေရာကရှောင်ညက်ထားသဖြင့်ပုံပန်းမကြပဲပိန်လိန်နေလေသည်ရေးပါတခါလေးချိုကန်နော်စကော့သေးလေးဝင်ရအောင်စစောက်တော့ကြမယ ။စပင်ရှိရှိကိုခောက်ရီထုံးနေသောမလေးကမှန်နေမှနေပြီးကြည်ကပြောသည်။လင်းလင်းကခါကိုတစ်ချက်မျှလိန်တွန့်လိုက်သေးသည်။ပြီးတော့မှဗစက်ထဲတွေ့ရသချင်းတစ်ပုဒ်ကိုဟစ်ကရေချိုးကန်သို့ထွက်သွား၏။အဆောင်မှလူရှင်းလာသည်။ကျောင်းဘက်ရဖြစ်ပြီးကျောင်းသူများလည်းမရှိ။ဆယ်ရန်အမတ်ချင်ရန်လာရောက်ကြသောဆရာမများလည်းပြန်ကုန်ပြီ။လင်းလင်းတို့လူတစ်တိုက်လောက်သာရှိတော်သည်။သူတို့ကစာတန်းပြုစုရန်ခြံနေကြခြင်းဖြစ်၏။ ဘယ်ဦးနေကောက်တင်းမှာကတော့စာပေးစာယူဌာနမှာလှုပ်အားပေးနေသည်လောလောဆယ်တော့သူတို့ဒီကိုထမင်းကိုချက်စားနေကြရသည်ကြောင်ဖွင့်ခြင်းစိတ်မနှွေလေးနေမပြိမ့်ပြန်နေခန့်ကိုယ်ပင်နှွေနေအတူသူနဲ့တွေ့ရမည်အဲ့လေမဟုတ်သေးပါဘူး ရေလောင်ကန်ထဲမှာရေကိုတပွမ်းပွမ်းမြေအောင်ခတ်လိုက်ရင်ဆက်ပြာကိုတကူလုံးအမြုပ်ထအောင်တိုက်တာပါဇက်ကလည်းအနာမနေပဲတချင်းစုံကြီးနေသည်တက္ကသိုလ်နေမြေမှာငါးကြီးစားမှမရှိတာဟုစိတ်ထဲကအောင့်မေးရင်တချင်းကိုပြောင်းဆိုဖို့စဉ်းစားသည်သူနှလုံးသားနဲ့တိုက်ရိုက်တိုက်ဆိုင်သောတချင်းမရှိပြန်တန်းတဲ့ငါကိုသူတို့မှဖမ်းချင်တာရွှေလာအိမ်မှာပြောလို့မရပါချစ်တဲ့ကောင်းငယ်ရဲ့လွတ်လပ်မှုကိုရှာရေချိုးပြီးအဆောင်ပေါ်သို့ဖျက်မြောင်တန်းတန်းမတက်သေးပဲအဆောင်ဘေးသို့လှည့်ကသင်ရဲ့သီးကျွေတစ်လုံးကိုသွားကောက်ခဲ့သည် အပေါ်ရောက်တော့မလေးသည်အခန်းပြင်ဘက်တနေရာရှိလျှက်ဆင်မိဖို့တွင်ထမင်းအုပ်ကိုတင်းလျက်ရှိနေသည်သူတို့အုပ်စုတွင် မလေးတယောက်သာမိမအပိသာဆုံးဖြစ်၍အဆဆဟဲရာသူ့ကိုသာအားကိုးကြရသည်တင်းတီးအောင်တုံစားလို့တော့မဖြစ်တော့ဘူးအထဲမှာမှဲ့နေပြီငပြိုင်နဲ့တုံစားမှာပဲရမယ်တင်းတီးကိုမလေးစီသို့ပြပင်းအခန်းထဲသို့ဝင်ခဲ့မလေးကသူ့အိမ်ရာကိုတင်းထားပေးသည် ရေကိုစင်အောင်ထုတ်ပြီးမျက်နှာကိုခရင်ပတ်ဖြင့်ရှောက်ရိုက်လိုက်လေသည်။စပင်ကိုဘီးကျဲဖြင့်တစ်ချက်နှစ်ချက်ဖြီးချလိုက်ပြီးသောအခါသူ့အလှပြင်းခြင်းကိစ္စပြီးလေပြီ။ကြောင်တက်သည့်အချိန်တွင်သာမြမအင်ကြီးကိုဝင်မြဲဖြစ်၍ကြံ့အချိန်များတွင်တော့သူ့ကိုယ်ပေါ်မှာ blouse နှင့် sport shirt ကိုသာမြင်ရတတ်သည်။တခါတည်းရန်ရှက်အင်ကြီးပုပ်ပွားကိုခါမှစီထားရသည်။သူဘလို့ပဲပြစ်စလက်ခံနေနေသူ့မျက်နှာကလေးကအစင်ချုံများ၍အပြည့်ကင်းစင်နေတတ်၏။ စာနဲ့မပြီးခင်သူ့မမေကစာရေးခေါ်သည်ဆိုတော့မလေးတို့အလုံးသူနှစ်ခွဲရမြေကိုတွင်းမိကစိတ်မကောင်းဖြစ်ကြရသေးသည် BSC အောင်ရင်လောက်ဆိုတော်ပြီပေါ့တဲ့မမေကလင်းကိုစိတ်ချအောင်နဲ့တူပါတယ်လင်းကတော့ကြောင်းနေရတာအမရသေးဘူးဒီလိုဘဝမျိုးကနောက်ပြန်ရတော့မှမဟုတ်တာတော့လင်းလင်းကိုရိုင်းကလည်းကျောင်းကိုစုံခွာပြီးသူ့မျိုးသူ့ရာကိုပြန်သွားခြင်းသည်မဟုတ်ပေသို့တော့သူတို့အားလုံးနဲ့ရင်း လင်းလင်း၏အထူးကြဆုံးအချက်မှာမိဘစကားကိုနားထောင်လို့ခြင်းမဖြစ်ထို့အချက်နှင့်ပတ်သက်၍ဘဲဦးကတော့လင်းလင်းကိုမကျေနပ်စွာဆွဲချက်တင်ပြန်ဖြစ်သည်လင်းလင်းကမိဘစကားကိုနားထောင်တာလိမ္မာလွန်းလို့ပဲလားလင်းလင်းကိုယ်တိုင်ကပဲဆင်းရဲဒုက္ခရောက်မှကြောက်လို့ပဲလားအသိနှလုံးကိစ္စရောမိဘကိုပုံအပ်ထားတာတော့လွန်းလွန်းနေလင်းလင်းကတော့ပေါ်ပါစွာရှင်မောမြဲဖြစ်၏ ဘဲဦးမှာလင်းဦးမှာနားမလဲပဲဟိုလင်းမှာအသေးနှလုံးပေးပြီးချက်ရမဲ့သူမှမရှိဘူးမရှိတာလားလုံးဝမစင်စားပဲမိထားလားမိထားရဲဆိုရင်လည်းဖြစ်နိုင်ပါတယ်အဲ့ဒီအတွက်လဲလင်းမှာလည်းဘလို့မှထိခိုက်မှုမရှိဘူးလေသူမြည်စို့ပဲရှင်းပြရှင်းပြဘဲဦးကတော့အယုံကြည်မရှိလားပဲအထူးသဖြင့်ကိုခင်မောင်နဲ့ပတ်သက်ရေးဖြစ်ဤဟောဘဲဦးတို့တောင်ပြန်လာပြီဒီမှာတမင်းကျက်တာနဲ့အတော်ပဲဘာတွေဝယ်လာလဲ ပဲမမောင်နဲ့ကစုံရပဲလားမလေးကဘဲဥနဲ့ခေါက်တဲမာကို စီးကြုံရင်မေးလိုက်လင်းလင်းကတော့အဆောင်ကြီးတန်စကားအပေါင်များကြားမှနေပြီတရက်ပင်ပေါ်မှာတည့်ရသည့်တွဲကြီးကိုစိတ်ထက်တန်စွာငေးမောကြည့်နေသည်ဟောဒီယာရွှေမင်းသမီးယာညီးတော်မူလုံးတို့ကစုံရဝဲမလာတော့ပါဘူးတခင်မဖျားလေးပြီတော့မပြိုင်ခင်ကောင်းကောင်းစားရအောင်ရှာရှာပပပစုံဝင်လာတယ်သူကြီးပဲတော့မဟုတ်ဘူးပဲသိနဲ့ရောချက် ဘဲဥကချင်းချင်းနဲ့မှဟင်းချက်စရာများကိုဇပွဲပေါ်သို့ချပေးလိုက်သည်။အခန်းအပြင်မှကော်ရိုက်တာတွင်ဇပွဲတစ်လုံးကိုချထားလေသည်။မလေးနှင့်လင်းလင်းလွတ်နေသည့်အခန်းကအဆောင်ဤဘေးဘက်ပကံလန်းဘက်ကိုမျက်နှာမူလျက်ရှိသည်။ကောက်တေးမှနှင့်ဘဲဥကအဝိအစားများကိုမြ мян လဲပြီးသူတို့အခန်းထဲမှပြန်ထွက်လာကြသည်။သူတို့အားလုံးစုပေါင်း၍ချက်စားကြ၏။များသောအားဖြင့်တော့သူတို့မှပိုင်းခြားနေတဲ့၍ဖြစ်တယ်လို့ပင်စားကြရသည်။ ိမ်မပို့လိုက်သည့်ပတ်စံများကိုလည်းစာအုပ်ဖိုးနှင့်ရုပ်ရှင်ဖိုးအဖြစ်သာအသုံးချလိုက်ကြသည်ကားများ၏ပေပေတေတေနေသည့်အရာမှာတော့သူတို့အားလုံးတူညီကြသည်ဒီလောက်ကောင်းတဲ့တငယ်ချင်းတွေနဲ့ခွဲသွားရမှာဝမ်းနဲ့လိုက်တာလင်းလင်းကအပြင်ကိုငေးကြည့်မှအလေးနှစုံလေးတန်းဖြင့်ပြောလိုက်သည်တငယ်ချင်းများကသူတကယ်ပြောမှန်းသိတော့လဲဝမ်းနဲ့သည့်အသွင်ကိုထောက်ပေါ်ရမှာဝင်လင်းနေကြ၍ခပ်ပေါ့ပေါ့ပင်ရီမောပြလိုက်ကြသည်အမြဲတမ်း ွတွဲတွဲနေခဲ့ကြသောတငယ်ချင်းတွေရုတ်တရက်ခွဲခွာရတော့မည်ဆိုတော့ရှင်နှင်းမှာမဖော်ပြနိုင်လောက်အောင်ခံစားရတာအမှန်ပဲအထူးသဖြင့်လင်းလင်းလိုရွှေမြူးတက်ကြွစွာနေလေးရှိသောသူတယောက်ရောပါသွားခြင်းဖြင့်သူတို့ကဘာကြီးသည်တွေ့ချောက်သွားရပြီတော့မည်သူတကယ်ဝမ်းနေမှာမဟုတ်ပါဘူးဟိုရောက်ရင်သူ့အဆက်ကြီးနဲ့ပျော်နေမှာမလေးကဘသူများကိုအခွန်သိရင်ပြောလိုက်ကျန်တငယ်ချင်းများကတယောက်တစ်လက်ဝိုင်းလုံနေကြတော့လဲ လင်းလင်းကတော့ငေးမောရက်ကြည့်နေစေသူ့ကိုတော့အားလုံးကချွင်းချက်ဖြင့်ခွန့်လွတ်ထားကြမည်ဖြစ်သည်မင်းကလေးတွေမကျွမ်းကျင်သည်တန်ရိုက်သည့်အလုံးမျိုးမိစွေရမည့်အလုံးမျိုး ဆိုလင်းတော့သူ့အကူညီကိုယူရမည်ဖြစ်၏သူ့အဆက်ကြီးနေရပြောဖို့ကောင်းမှာမဟုတ်ပါဘူးမသာကကိုစော်နဲ့အားမှပြောဖို့ကောင်းမယ်ပဲဦးကပဲသည့်တွေကိုဓာဖြင့်လျင်မပြောသင့်သည့်စကားကိုထပ်ဆိုပြန်သည်ဟိုဒီပဲဦးကလည်း ကိုစုံအိုပဲသဘောကျနေသူ့အတွက်ပြောပြလိုက်စမ်းပါလင်းလင်းရဲ့မလေးကအခြေအနေကိုနားလည်သဖြင့်ဝင်ပြောပြခြင်းဖြစ်လေသည်တကယ်တော့ဘဲဥသည်လင်းလင်း၏အိမ်တော်ရင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍လုံးဝကျင်းနေသူမဟုတ်ပေဖြစ်ချင်းဖြင့်ကိုစုံနှင့်ကမှတော်အောင်မည်ဟုဘဲဥကယူဆ၏ကိုစုံဆိုသူကလင်းလင်းနှင့်လက်ထက်မီကိုမျိုးထက်အငယ်ဖြစ်၏သူတို့ညီကိုအားလုံးကိုမလေးတို့မြင်မှုကြသည်ညီအငယ်ဆုံးကိုတာကလင်းလင်းနှင့်ရွယ်သူဖြစ်သည် လင်းလင်းနှင့်အကျဉ်းစရာချင်းတူသည်ကလေးဆန်၍ချစ်စရာကောင်းသည်ကိုစောကရုပ်လဲဖြောင်းသည်ခိပညာလဲတတ်သည်ဖော်ရည်သွက်လိုက်လင်းလင်းအပေါ်တွင်လည်းဂယုတဆိုင်ရှိလာ၏အစက ကိုစောကိုလင်းလင်းနှင့်စိတ်ဆက်ထားသူ ဟုသာ သူတို့ထင်ခဲ့ကြသည်အင်းအားဆောင်၏စိတ်ဝင်အောက်တွင်ကိုစောနှင့်လင်းလင်းတို့စကားပြောနေကြလျင်အလွန်လိုက်ဖက်ညီသောဇုံလဲအဖြစ်ចောင်းသူတွေကဂယုပြုအားကြသည်သို့သော လင်းလင်းကတော့ကိုစောနှင်းပတ်သက်ရင်ပြက်သားစွာညင်းစုံမြဲဖြစ်၏။လင်းလင်းကကိုကိုကြီးကိုပဲယူရမှာ။လင်းလင်းကကိုကိုကြီးဟုခေါ်သောကိုမျိုးကိုသူတို့တစ်ခါတစ်ခါပဲတွေ့ဘူးသည်။ကိုမျိုးအဆောင်ကိုလာလေတော့လင်းလင်းဤဆွေမျိုးသားချင်းပဲဖြစ်မည်ဟုယူဆကအလွန်ဆက်စွတ်တော်မင်းကလေးများကပင်စောင်းငယ်ပြီးတော့မှမကြည့်ခဲ့ပင်။မလင်းနှင့်ဘဲဥကိုခေါ်ကလင်းလင်းကမိတ်ဆက်ပြီးတော့သူတို့နှစ်ယောက်ပါးစပ်အဟောင်းသားဖြစ်သွားကြရသည်မှာ။ တစ်ဖက်သားကိုအားနာစရာမင်းကောင်း၏ဒါလင်းနဲ့အန်ဂိတ်လှုပ်ထားတဲ့ကိုကိုကြီးလေကိုစောအကူကြီးပေါ့သူတို့ဒီကိုစောနေ့တော်ကလို့ရေသွဲနောက်ပြောင်သောစကားများကိုလည်းမပြောဖြစ်ကြပေလူကြီးတရားကြီးရှေ့မှာကိုရောက်နေတော့ကလေးတငယ်များလို့ခေါင်းကိုသာလီလီဆဆာညှိမ့်ပြမိကြ යි ထို့သူကလည်းကိုစောတော်ကလို့ဟာလင်းတငယ်ချင်းတွေကချောပါလားကိုစောကိုမူတိကျော်လိုက်တွေးကြအောင်လေ ုဖော်ဖော်ရေးပြီးပြောခြင်းမရှိဝါတော်80ရသောပုဂ္ဂိုလ်ကြီးလူခန့်ကြောင်ကြောင်သာခေါင်းငိတ်ပြရှာ၏လင်းလင်းထက်အ ਨੇ ဆုံးအသက်70နှစ်ခန့်ကြီးမည်ဟုသူတို့နှစ်ယောက်ကချက်ချင်းခံမှန်းမိကြသည်ပျော်စရာကောင်းသောစကားဝိုင်းမှာ ထွက်ခွာလာခဲ့ပြီးနောက်ဘဲဥဤမကျေနပ်မှုကစတင်တော်သည်လင်းလင်းတို့မမေအားဘာဖြစ်လို့တတ်တူရွယ်သူဖြစ်တဲ့ကိုစော်နဲ့မပေးစားပဲဖုံးကြီးလူတို့ကကိုမျိုးနဲ့ပေးစားကြရတာလေကိုမျိုးဟာအကြီးဖြစ်နေလို့ပေါ့ ပြီးတော့ကိုကိုကြီးကဘဘအုပ်ချော်ဘက်ကပါလာလေဘဘရောမိမိခင်ရောကိုကိုကြီးတိတ်ချစ်ကြတာဘဘအုပ်ချော်နေမိမိခင်ဆိုသူတို့မှာကိုမျိုးနဲ့ကိုစော်ရီမိဘများဖြစ်ကြလေသည်လင်းလင်းတို့မိသားစုနဲ့ကိုမျိုးတို့မိသားစုနှစ်စုသည်အချိန်ကာလကြာမြင့်စွာကပင်ခင်မင်းရင်းနှီးစွာနေထိုင်ခဲ့ကြသောရက်စွေရက်မျိုးများဖြစ်သည်ဟုလင်းလင်းကမကြာခဏပြောပြ၏ ိုမျိုးကိုဦးစားပေးတဲ့အနေနဲ့လင်းလင်းနဲ့ပေးစားဖို့စီစဉ်တာလားဆိုပါတော့ကိုမျိုးနဲ့မပေးစားပဲကိုစောနဲ့ပေးစားရင်ရောယူမှာပဲလားဘဲဦးကအရှိုက်ကိုထိုးလိုက်သလိုဖြစ်သွား၍လင်းလင်းမျက်နှာပြတ်သွားခဲ့သည်အပြည့်ကင်းစင်သောလင်းလင်း၏မျက်နှာကလေးမှာညှို့မှိုင်းသွားခဲ့သည်လင်းမှာအချစ်မရှိတာနဲ့ပဲအပြစ်ဖြစ်ရောလားဘဲဦးရဲ့ကိုမျိုးမဟုတ်ရင် ကိုစောနဲ့ရောဆိုတဲ့အတွေ့အမျိုးတွေ့ရလားအောင်လင်းရဲ့ရင်ထဲမှာပြဿနာမရှိခဲ့တာအမှန်ပါ နောက်တော့လေပကတိဖြူစင်သော လင်းလေး၏နှလုံးသားကိုတစုံတရာထိပါစေရန်သူတို့မပြုလုပ်တော့ချမ်းမြေနေသည့်ဘဝတစ်ခုကိုဘာကြောင့်အနှောက်အယှက်ပြုတော်မူနည်းအချစ်ရှိတိုင်းလည်းတာယာမှမဟုတ်ပါပဲဘဲဦးမှာရည်စားမရှိရင်တော့ကိုစောနဲ့အောင်တယ်ပေးပါရယ်ဒါမဲ့ဘဲဦးအသေးကွက်မှာနော်ကိုစောမျက်နှာသိမ့်များတာလင်းလင်းကအပြင်ဘက်ကိုငေးမောနေရာမှာလှည့်၍ပြောလိုက်သည်ချစ်ပြီးမှအသေးကွက်ရတာပိုကောင်းတာပေါ့ မလင်းနေကောက်တင်းမတို့ကဘဲဥကိုချိန်၍မဆောင်ထိုးကြသည်ဘဲဥဟာတော်တော်ကွဲကျင်နေဒီလောက်ကွဲကျင်နေတဲ့ဘဲဥကျက်သွန်ပပလီပြီးကြော်စားပြလာအောင်ပဲကောက်တင်းမကရည်စရာအသွင်ပြောင်းပြတော်လဲသူတို့ရည်တန်းကခြောက်သွေးနေသည်သူတို့အားလုံးသည်သူတို့ချက်သောတငယ်ချင်းနှင့်ခွဲခွာရမှဝင်လင်းနေသည်နီတို့များမကြမီလက်ထပ်တော်မိအတွက်လဲနှမျောတတမိကြသည်မှာအမှန်မင်းဖြစ်သည် ဘဲဥရှင်တွေကစေရနာကိုလင်းလင်းရော အားလုံးကပါနားလဲကြတော့လေအချိန်နေကခင်ပီသားလန်းကိုရှောက်ရမှတပါအချားမရှိထိုနေ့ကသူတို့တငယ်ချင်းတစုခါတိုင်းလိုပင်ရုပ်ရှင်ကြည့်ကြသည်ဈေးသွားကြသည်လင်းလင်းအတွင် လက်ဆောင်များဝယ်ပေးကြသည်အဆောင်မှာညနေစာကို တခန်းတနာစားတော့ကြသည်လွတ်လပ်သောဘဝကြီးပျော့စရာနောက်ဆုံးနေ့လေးပင်လင်းလင်းအောက်မှာကိုခင်မအောင်ရှောက်နေတယ်လင်းလင်းပြန်ကနေမှုနှုတ်ဆက်ပြရစီအောင်နဲ့ကောက်တိတ်မကလာပြောသည် သူတို့အားလုံးကိုခင်မအုံးနှင့်ပတ်သက်၍လွလွလပ်လပ်ရှိခဲ့ကြသည်မှလည်းသိသာလာသည် လင်းလင်းကိုယ်တိုင်ကလည်းအားကစားရာမှဝါသနာတူသောတငယ်ချင်းတယောက်ဖြစ်ခင်မင်စွာဆက်ဆံခဲ့ဘူး၏ကိုခင်မအုံးကလင်းလင်းကိုချစ်ချောင်းဖွင့်ပြသည့်နေ့မှစ၍သူတို့၏ပျော်စရာကောင်းသောယဉ်ဤကြောင့်ဝင်မှုမှပြပြခဲ့ရလေသည်မတွေ့ပြစီနဲ့ကွယ်သူ့ကိုအပြတ်သားဆုံးပြောခဲ့ပြီးပြီပဲတန်တရာရှိမဲ့လို့ကိုမလောက်ချင်ပြီးတော့ခုတစ်ခါကိုအိမ်ပြန်မှာအပြီးပြန်မှာ ရင်ထဲမှာအနှောက်ရှက်ဖြစ်မဲ့အရာတစ်ခုမှသင်သွားခြင်းဒီတခါတော့ဘဲဥကလည်းဘာမှမပြောတော့စိတ်ရောကိုယ်ပါဖြူစင်တန့်ရှင်းမြင်တဲ့သမီးအိမ်မာလေးလင်းလင်းပဲပဲတနည်းအားဖြင့်တော့လေသူ့ဘဝလမ်းကအေးချမ်းတရားလာသည် အချက်ဆိုရဲခံစားမှုလေးတစ်ခုသာလူနေတာပါပဲတငယ်ချင်းတစုက လင်းလင်းကိုဝူရာယုံထိလိုက်ပို့ကြတော့မယမလည်းနေရောက်လာတော့ကိုခင်မအုံးကိုမြင်ကြရသည်လင်းလင်းကတော့ဘာမှမဖြစ်သလိုပဲအားလုံးကို လက်ဝှေ့ရမ်းပြကတန်တန်တတာနှုတ်ဆက်သွားသည်တိချပူ၍ထူးကဲ့သောအမူအရာကိုပြတငယ်ချင်းများကသာအချစ်ရှုံးသူတရား၏မြင်ကွင်းကိုကြည့်ကတိတ်တခိုးတက်ပြင်းချမိကြသည်ရှီမောပြည့်ရွှင်တတ်သောလင်းလင်း၏ချစ်စရာမျက်နှာလေးကို သူတို့လည်းမေ့လို့မရသူတနေ့မှာတော့အချစ်ဆိုတာကိုခံစားတတ်အောင်မှာပါကိုခင်မောင်ကတူတူညီသည်တငယ်ချင်းတွေကတော့လင်းလင်းပြောလို့ရှိသော စကားလေးတစ်ခုကိုသာကြားရနေသည် လင်းလျာကိုကိုကြီးကိုပဲယူရမှာအဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်